Hello အားလုံးမင်္ဂလာပါဖူပေါ်မချန်ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့စနေနေ့ Premier League နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Chelsea နဲ့ Wolverhampton ပွဲမှာ Chelsea ကအိမ်ဝင်မှာလက်ခံကစားရင်3ဂိုးကိုမရှိဆိုတဲ့ရလနဲ့ကျွန်တော်သာအနိုင်ရတယ်ပေါ့နော်။ဆိုတော့ဒီပွဲအနိုင်ရတဲ့အတွက် Chelsea ကကျွန်တော်သာဒါအဆင့်နှစ်နေရာကိုတက်လှမ်းလာနိုင်ပြီပေါ့လေ။အကယ်လို့မနေ့ပြန်ကျွန်တော်ထားပါတော့ဒီနေ့မှာ Manchester City Liverpool နှစ်သင်းထဲကတစ်သင်းနော်အနိုင်ရခဲ့မယ်ဆိုလို့ရှိရင်တော့ Chelsea ကိုကျွန်တော်ဒါကြော်တက်နိုင်မှာပေါ့လေအဲ့လိုမဟုတ်ဘူးတည်ကြတယ်ဆိုလို့ ရှိရင်တော့ကျွန်တော်တို့ဒါ Chelsea ရဲ့ဘက်ကအဆင့်နှစ်ကိုကျွန်တော်တို့ဒါဆက်ပြီးတော့ရက်တီနိုင်မှာပေါ့ Chelsea ကဒီပွဲနိုင်တဲ့အတွက်ဆက်တဲ့ပွဲမှာသူတို့6ပွဲထိအနိုင်ရလာပြီးနှစ်ပွဲတည်ကြပြီးတော့3ပွဲရှုံးနေထားတယ်တိုက်စစ်က22ဂိုးထိရပြီးတော့လက်ရှိ Premier League ရဲ့အကောင်းဆုံးတိုက်စစ်အရေးအတွေ့ကိုပြထားတယ်ခံစစ်ကတော့ကျွန်တော်တို့ဒါ22ဂိုးပြီးထားရတယ်ပေါ့နော်ဆိုတော့ Wolverhampton အတွက်ကတော့ဘယ်လိုပြောလဲသူတို့ Wolverhampton ကဘက်ကစကြည့်ရင်ဒီပွဲမှာ Wolverhampton နေနဲ့ကွင်းလယ်မှာဘောလုံးတွေရှောက်ပတ်ပေးနေတာ ြီးရင်ကျွန်တော်တို့အနေနဲ့တခါတလေ dribbling လုပ်သွားတဲ့ကစားမတချို့ရှိတာလောက်ကလွင်းရင် Chelsea ကိုဘာပြဿနာမှမပေးနိုင်ဘူးလို့ကျွန်တော်ပြောလို့ရတယ် Chelsea ကိုပြဿနာအပေးနိုင်ဆုံးအလုံးကကျွန်တော် Chelsea ဘက်က3စီးနဲ့လဲကျွန်တော်နိုင်နေတဲ့အချိန်ပြန်ကျွန်တော်တယောက်တည်းလွတ်ထွက်လာတဲ့အလုံးကိုဒါကူဂရီလာတို့ဘာလို့၃ရောက်လိုက်တာမှမီဘူးအဲ့ချိန်မှာတကောင်ကင်ပလိုက်တယ်ဂူဘီယာနေကက်ထွက်သွားတယ် ဒါပဲကျွန်တော်ရှိတာပေါ့နော်။အဲ့ဒါဝူပန်ဟန်တန်တော့စိတ်ပျက်စရာပါ။စိတ်ပျက်စရာဆိုတာဒီပွဲဘယ်သူမှတော့ချယ်ဆီကိုဝူပန်ဟန်တန်အဝေးဝမ်းမှာအနိုင်ရလိမ့်မယ်လို့တော့ထင်မထားကြဘူးပေါ့နော်။ဒါပေမဲ့လည်းလို့နီးပြားဖြစ်သူတွေအပြောင်းလဲလှုပ်ထားပြီးမှတခုခုအပြောင်းလဲကိုဝူပန်ဟန်တန်ရဲ့ဘက်ကမျှော်လင့်ရမှာ။အဲ့ဒါပေမဲ့လည်းလို့ကာလာအတူတိုးတွင်းမှာတော့ဘာမှမလုပ်နိုင်မိတဲ့ဝူပန်ဟန်တန်ကချယ်ဆီကိုထပ်ပြီးတော့ရှုံးနေတယ်။ဒါအပြင်သူတို့အတွက်ပေါ့နော်။ဟိုလက်ရှိပရီးမီယာလိဆက်တပွဲကစားပြီးတဲ့အချိန်မှာတပွဲမှအနိုင်မရထားပဲနဲ့နှစ်ပွဲတည်းကြာတယ်။ကိုပဲရှုံးတယ်။ ခုနှစ်ကိုတိုက်စစ်ကရပြီးတော့ခန်းစစ်က25ကိုပြီးထားရတယ်ဒါလက်ရှိတရားဒီပရီးမီးယားလေးရဲ့အဆိုးဝါးဆုံးအသင်းအခြေအနေမျိုးပါအဲ့ဒီတော့ဟိုလာမယ့် international break မှာဝူဘန်ဟန်နဲ့အတွက်ပြင်ဆင်ချိန်တွေတတိကျပြင်ဆင်ချိန်တွေသူတို့ကနှစ်ပတ်အချိန်ရတယ်အဲဒီတော့တွင်မှာနီးပြအသည့်ဖြစ်သူကိုလင်းစအနေနဲ့ပေါ့နော်ဘယ်လောက်ထိဝူဘန်ဟန်နဲ့ကိုပြောင်းလဲလုပေးနိုင်မလဲတိုးတက်အောင်ဘယ်လောက်ထိသူလုပ်ပြပေးနိုင်မလဲဆိုတာကိုပဲကျွန်တော်တို့ကစောင့်ကြည့်ရမယ်နော်စောင့်ကြည့်ရမယ်ဆိုတော့ ဒါဝူဘန်တွေတက်ကတော့စိတ်ပြည့်စရာအနေထားပေါ့လေဆိုတော့ Chelsea ဘက်ကကျွန်တော်ကြည့်ရရင်ကျွန်တော်တို့ကတော့ဒီပွဲကြိုးသွင်းတဲ့ချက်တို့ဘာလို့မှကျွန်တော်ကပြောကြားတဲ့အတိုင်းပဲဒီပွဲဟာကျွန်တော်ပေါ့နော်အာ Chelsea ကိုအနိုင်ရလိမ့်မယ်ဆိုပြီးတော့ထင်ထားကြတယ်လို့ဂိုးပြက်လိမ့်မယ်လို့လည်းကျွန်တော်ယူဆခဲ့တာပေါ့နော် Chelsea ဘက်ကတော့ Wolverhampton ကိုဒီမတိုင်ခင်မှာလည်းသူတို့က EFL Cup မှာသူတို့တွေ့ဘူးတယ်အဲတွေ့ဘူးပြီးတော့ပေါ့နော်သူတို့အနေနဲ့ဒါအဲ့ဒီတော့ကတော့၄ဂိုး၃ဂိုးဆိုတဲ့ရလဒ်တွေနဲ့အနိုင်ရတယ်အခုဒီမှာတော့၃ဂိုးပြက်ကျွန်တော်အနိုင်ရတယ် ဆက်ရှိကြိမ်ကြီးကျွန်တော်9ဘောက်ကန်သွင်းမှုရှိတယ်9ကြိမ်9ဘောက်တက်ပြီးတော့3ကိုကျွန်တော်ရတယ်ပေါ့လေဆိုတော့မာလဂူစတိုကဂါနာချူရဲ့ဖြစ်တင်ဘောကနေပြီးတော့အလွတ်ကြီးအေးအေးဆေးဆေးခေါင်းတိုက်ရတဲ့တလုံးရဲ့ဂျောပက်ထရိုနီနဲ့အက်စတေဘာကိုလာမသိချိုးပေးတဲ့အလုံးကိုကျွန်တော်ကပိတ်သွင်းရတဲ့အလုံးရဲ့ပက်ထရိုနီတူကဂါနာချူရဲ့အန်ဇိုဖာနန်ဒက်စ်ကပြေးလိုက်တဲ့အလုံးကိုတောက်ချောက်ပြေးထွက်လာပြီးတော့ခင်းပေးလိုက်တဲ့အလုံးကိုညာချီနဲ့ပိတ်သွင်းခဲ့တာရဲ့၃ဂိုးကိုမရှိဆိုတဲ့ ရလက်နဲ့ကျွန်တော်တို့ Chelsea ကအနံရတယ်ဒါကတော့ဂိုးသွင်းတဲ့ကစားမတွေပေါ့ဆိုတော့ Chelsea အတွက်တော့ဒီနောက်တန်းတို့ပါတော့ကအလောက်ကြီးကြီးဒုက္ခမရောက်ခဲ့ဘူးပေါ့အတူတူပဲခုနကကျွန်တော်ပြောသလိုပဲဥပန်တန်းတဲ့တိုက်စစ်မှာကစားတဲ့ဝိုင်းချန်တို့ဟလာနော်စတရန်လာဆန်တို့ကအဲ့တော့အဆင်မပြေဘူးပေါ့အတူတူပဲလာဆန်ကိုဥတည်ကစားတာတောင်မှလာဆန်စီကို အမြင်ဘောတွေကလွှင့်ရင်ဘာဘောလုံးမှကျွန်တော်ရောက်အောင်မပေးနိုင်ဘူးပေါ့နော်ကိုယ်လည်းမှာဂျောက်ဂိုမက်စ်တို့ဒီအန်ဒရယ်တို့လိုကစားမတွေကလည်း ခုနကကျွန်တော်ပြောလိုပဲမလိုအပ်တဲ့ဘောလုံးပီးတာမျိုးတွေ side way pass တွေများနေတယ်တခါတလေကြားလို့ရှိရင်ဒါဂျောင်ဂူမက်စ်ကသူကိုယ်တိုင် dribbling တွေပါတွေလုတ်ပြီးတော့ progressive carries တွေပါတွေကျွန်တော်လုတ်တယ်ဒါမျိုးလိုအဲ့ဒီအရာတွေကထိရောက်မှုမရှိခဲ့ဘူးပေါ့အားကြောင့်လဲဆိုတော့အခုဒီဘွဲမှာသူတို့တိုက်စစ်သွားတဲ့ပုံစံကအကန့်အသတ်တွေများလွန်ခဲ့တာအဲ့တော့ Chelsea ရဲ့ခံစစ်က4 pointer နဲ့ချလိုပါအတွက်က ဘာပြက်တနာဘာအခက်ခဲမှန်းကျွန်တော်မရှိခဲ့ဘူးမနော်ဒါအပြင် Gusto တို့ဘာလို့ဆိုလို့ရှိရင်လည်းလွတ်လွတ်လပ်လပ်တိုက်စီတီကျွန်တော်ဒါလိုက်ခွင်ရတယ်ဆိုတော့ကန်စီတို့တို့ဘာလို့ကကွင်းလယ်မှာကျွန်တော်ပိတ်ထားတာမျိုးနဲ့ဆိုလို့ရှိရင်ဟူဘန်တန်တွေ့ပါဘောနော်ချယ်ဆီရဲ့ခံစစ်မှာခံစစ်မှုနှစ်ယောက်ကန်စီတို့တယောက်နဲ့တွေကိုလုံလောက်တယ်ဆိုတော့အချိန်မျိုး Fullbacks တယောက်ကတိုက်စီကိုလိုက်နေတဲ့အချိန်မှာဂျန်နေတယောက်ကနေခဲ့တဲ့ပုံစံမျိုးကာဘာလုတ်ပေးထားရင် အားလုံးကအဆင်ပြေပြီဆိုတော့ဒီပွဲမှာလည်းဘာမှန်ဦးပန်းနန်ကတူတူကြာမလုပ်နိုင်ခဲ့တော့ချယ်ဆီဘက်ကလွတ်လွတ်လပ်လပ်တိုက်စစ်နေပါတယ်ကျွန်တော်ကစားခွင့်ရတယ်ပက်ထိုနေတိုတို့ဘာလို့ဂိုးသွင်းပါတယ်ဒါမှမဟုတ်ဘောနော်နေတူအနေနဲ့ခြေသွမ်းကောင်းနေပါလိပြနိုင်ခဲ့တယ်လို့ကျွန်တော်မထင်ဘူးကျွန်တော်ရှေ့ဗီဒီယိုဒီမှာကျွန်တော်ပြောကြသလိုပဲပက်ထရိုနေတူအနေနဲ့ဒီတက်ပူကောင်းနိုင်ပါရဲ့နဲ့သူမကောင်းနိုင်ဘူးဒါပေမဲ့ဂူရခဲ့တာကတော့သူ့အတွက်ကောင်းတဲ့အရာပေါ့လေဒီပုံစံနဲ့ဆိုလို့ရှိရင်တော့ဗောနော်အဲတောင်ပန်ကစားမလေးဖြစ်တဲ့ကျွန်တော်တို့ဒီအက်စတေဗာတို့ဘာလို့ကပူပြီးတော့နေရာရာတင်တဲ့အခြေအနေမျိုးပါ เนาะဟိုလုလုအားနှုံးကြောင်းတာမဟုတ်ဘူးဆိုလို့ရှိရင်ခန်းစစ်ကုနိုင်တာမျိုးကြောင်းတာမဟုတ်ရင်နေတူကိုကြော်ပြီးတော့အက်စတေဘောလိုကပုံမှန်ပွဲကစားခွင့်ညကျွန်တော်ရအသိနေပြီဗောနော်ဂျာဘက်ထရိုကလည်းပဲဒါဂိုးပြန်သွင်းနေတဲ့အတွက်ဗောနော်အခြေခြေသွန်းကအစင်ပြေတယ်လို့ဖြစ်ပေမဲ့လည်းဂိုးပြန်သွင်းနေတယ်လားကောင်းတယ်လို့ပြောရမှာပါဗျာပြီးရင်ဂါနာချိုချက်စီကိုရောက်ပြီးကလေးကဂါနာချိုကစားတဲ့ပွဲကအများကြီးမရှိပါဘူးဒါပေမဲ့လို့အဲ့ဒီပွဲနည်းနည်းလေးတွေသူမိနစ်နည်းနည်းဝင်ကစားတယ်ဆိုတဲ့အခြေအနေမျိုးထဲမှာဒီပွဲကသူမိနစ်94မိနစ်လာအပြည့်ကစားသွားရတယ်ဒီပွဲလောက် ကောင်းတဲ့ performance Chelsea ကိုရောက်ကြတဲ့ကမတွေ့ရသေးဘူးဒါပထမဆုံးတွေ့ရတာပဲ။နောက်ဒီပွဲမှာဆိုလို့ရှိရင်သူ့ရဲ့ crossing တွေကလုံးဝ spot on ဖြစ်တယ်။တကယ်လည်းပဲသူတိကျတဲ့အလုံးတွေပြီးလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့ Neto တွင်တွင်းလေးရတဲ့အလုံးတို့ Gusto တွင်းလေးရတဲ့အလုံးတို့ကိုကျွန်တော်ကြည့်ရင်လုံးဝ100% 9ကို9ရနိုင်မယ်ဆိုတဲ့ပွဲမျိုးတွေပြောရရင်တော့မင်းကဂူးသမားနဲ့မိမယ်ကျန်တော့တာကွာဆိုတဲ့ပုံစံမျိုး အဲ့လောက်ကြီးဒီကျွန်တော်ကာနာချိုရဲ့ဒီဘွဲက impact ကကျွန်တော်ရှိခဲ့တာပေါ့နော်အဲနောက်တစ်ခုကကာနာချိုနေနဲ့သူ့ရဲ့ page ကိုသူကောင်းကောင်းအသုံးချနိုင်တယ်ပေါ့အထူးသဖြင့်ကျွန်တော်တို့ကာနာချိုရဲ့အဓိကအားသာချက်တွေကတစ်ခုကရှေ့မှာဘာ defender မှမရှိတဲ့ space အလွတ်တွေကို attack လုပ်ရတာပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘောလုံးနဲ့အတူ carries လုပ်ရတာဒီသူ့ရဲ့အားသာချက်ပဲဒါတွေကိုကျွန်တော်တို့လက်ရှိဟိုဘက်ထရိုနေတိုတွင်းသွားတဲ့အလုံးမှာဆိုလို့ရှိရင် anzu ပေးလိုက်တဲ့အလုံးကိုသူဒါကိုအသုံးချသွားတာကိုကျွန်တော်ကောင်းကောင်းတွေ့နိုင်တယ်ပေါ့နော် ဲ့တော့ဒါကြောင့်ဂါနာချူအနေနဲ့ Chelsea ကိုရောက်ခဲ့တဲ့ကဒါအကောင်းဆုံး performance လို့ပြောလို့ရတယ်ဂိုးမသွင်းခဲ့ပြီးမဲ့လေလို့ Chelsea အတွက်3-0နဲ့နိုင်ခဲ့တဲ့ပွဲမှာတော်တော်ကိုရိပ်ပါခဲ့တဲ့ကစားမှာဒီပွဲမှာ Man of the Match ဒီပါရီရာတင်နေလို့တော့ထင်တယ်ဘာလို့ဘယ်သူ Man of the Match ရသွားတယ်တော့မသိဘူးဆိုတော့ Chelsea ဘက်ကတော့တိုက်စစ်မှာ Liam Delap ပြန်ပါလာတယ်ဘူး Delap ရဲ့ခြေစွမ်းကသိကျင်းနေစရာမကောင်းဘူးပေါ့နော်ဟိုဂီယူတို့ဘာလို့ကတော့မှဒုတိယပိုင်းမှာဆိုလို့ရှိရင်သူ့ထက်ပူပြီးတော့အပိုင်းလုံးနေပါရရခဲ့သေးတယ်ဗျာ ဒါပေမဲ့ LMD lab ကအဆင်မပြေဘူးပေါ့ဒါဒါလည်းတခုတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီယာဒီစတဲ့အခါမှာသူကံမကောင်းစွာနဲ့သူ injury ပြဿနာသူကြုံသွားရတယ် hamstring injury အဲ့တော့ကြားထဲမှာသူဘောလုံးကာလာနဲ့ပြက်သွားတာသူဒဏ်ရာပြဿနာကြောင့်သူအကြာကြီးနားထားရတယ်ပေါ့နော်အဲ့တော့လက်ရှိအခုလိုပြန်ကစားတဲ့အနေအထားမျိုးမှာပွဲနဲ့စိမ့်နေတာတွေကြောင့်လည်းပါမှာပေါ့လေဒါမျိုးဒီပွဲဝူဘန်ဟန်တန်တို့လိုမျိုးတော်တော်တိုင်ပတ်နေတဲ့အသင်းနဲ့တွေ့တဲ့ပွဲမျိုးမှာဒီသူစီကနေပြီးတော့ twin goal တွေ effort ကောင်းတွေကိုမျှော်လင့်တာဒါမှ rhythm ကောင်းကောင်းတစ်ခုကိုသူတည်ဆောက်နိုင်မှာ ဆိုတော့သူမလုတ်ပြနိုင်ခဲ့ဘူးပေါ့နော်ဂါနာချူကတော့အကောင်းဆုံးလို့ထင်တယ်ကွင်းလေကကစားမနှစ်ယောက်ကတော့ပြောစရာမလိုဘူးဂျာဝဘက်တိုလည်းအဆင်ပြေတယ်နောက်တန်းကအလုံးမရှုပ်ခဲ့ဘူးပေါ့ဆိုတော့ဒါကြောင့်ချယ်ဆီကတော့ဒီပွဲမှာနိုင်မယ်လို့ထင်တဲ့ပွဲစဉ်ကိုနိုင်သွားတာဖြစ်တဲ့အတွက်ပေါ့နော်ဒါလိုအပ်တဲ့အမှတ်တွေကိုရအောင်ယူနိုင်တယ်အထူးသဖြင့်တော့ကျွန်တော်အနေနဲ့ပေါ့နော်အာဆင်နယ်အမှတ်ရတဲ့ချိန်မန်ချက်စတာစီးတီးနဲ့လီဗာပူးလိုတိုက်ရိုက်ထိတ်တိုက်တွေးကြမယ့်အချိန်မျိုးမှာ လိုနိုင်ပွဲတွေရခဲ့တယ်ဆိုတဲ့မျိုးကချယ်ဆီအတွက်အင်မတန်ကောင်းတဲ့အရာပါရှေ့မှာလည်းပဲသူတို့အဝေးကွင်းသွားကစားတဲ့စပါးနဲ့ပွဲမှာလည်းဝန်းစည်းနဲ့အနိုင်ရထားတယ်။နီးပြမာရက်စကာအတွက်လူစုံတက်ဆုံမရှိသေးတဲ့အခြေအနေမျိုးမှာယူတင်တဲ့အမှတ်တွေကိုရအောင်ယူထားတာပေါ့လေ။ဒါချယ်ဆီအတွက်တော့တော်တော်ကောင်းခဲ့တဲ့ပွဲတွေပဲပါ။အရင်ကြီးလံပြန်ထွက်နေတာမျိုးမဟုတ်ပြီမဲ့လေလို့ပြိုင်ဘက်ကပေါ့နော်။ ACC အနိုင်ယူခဲ့ရတဲ့တဲ့ပွဲမျိုးဖြစ်နေတဲ့အခါဒါယူအနိုင်ယူနိုင်ခဲ့တယ်ဆိုတာမျိုးကကောင်းတဲ့အချက်ပဲ။ကျွန်တော်တို့အနေနဲ့အသင်းကဘလောက်ပဲတိုင်ပတ်နေပြီစီ အမှတ်အပြည့်ရယူတင်တဲ့ပွဲဒီမှာဆိုလို့ရှိရင်အမှတ်ပြည့်ယူအောင်ကျူးပန်းနိုင်မှတော်ကကြမှာပေါ့နော်။ဒါကြောင့်ဒါလော်တင်မှာဆိုလို့ရှိရင်ချက်စီကအဲ့ဒီတိုင်းကျွန်တော်လုတ်ပြနိုင်ခဲ့တယ်။ဆိုတော့ကာနာချူတော်တော်လေးခြေသွမ်းပြသွားတဲ့ပွဲပေါ့လေ။ဆိုတော့နီးပြမာရက်စကာနေနဲ့ International Break တွေနားပြီးတဲ့ပြန်နားပြီးတဲ့ကပြန်ကစားမဲ့အရေးကြီးပွဲတွေမှာအနာကျူကိုထည့်တုံမလားပေါ့နော်စောင့်ကြည့်ရမယ်ဆိုတော့ညီကလေးနေနေရောဒီဘွဲ့နဲ့ပတ်သက်လို့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်